အမေစုလက်ထက်က မြို့သားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဆိုပြီးတော့တည်တံဖယ်ရခဲ့တယ်အဲ့ထက်ရန်ပုံငွေတွေကိုမင်းအောင်လှိုင်ကသူ့ကိုကျိုးအတွက်အသုံးပြုခဲ့ပါတယ်ပါလေဒါပဲတဘာဝဘေးရန်နဲ့ natural disaster ဆိုတော့ဖြစ်နိုင်တဲ့နိုင်ငံတွေထဲမှာဘာမှနိုင်ငံပါတော့ကျွန်တော်ငယ်ငယ်တုန်းကဒါမျိုးမကြဘူးเนาะဒါမျိုးလည်းမချုံငယ်ဘူး ဲ့တော့ခုကတော့ပါလဲဆိုတော့ရာသီဥတုကြောင်းလဲဥကြောင်းလို့တဘာဝဘေးအန္တရာယ်ကဘာကြီးမှာရင်ဆိုင်နေတယ်အဲ့တော့ဗမာနိုင်ငံလဲရှောင်လို့ပြအဲ့တော့အဲ့ဒီဟာဖြစ်တဲ့အတွက်နိုင်ငံတော်အစိုးရကတဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဖွဲ့ဆိုဘုဝတ်စာဖွဲ့အဲ့ဒီဘုဖွဲ့လိုက်တဲ့ခါကျတိုင်းနယ်ပြည်တွေအကုန်လုံးမှာဖွဲ့ရတယ်အဲ့ကျွန်တော်တို့မှာတင်းဖြီးပြီးတာအဲ့တော့ဘဝဘေးအန္တရာယ်အချိန်မျိုးဖြစ်နေတယ်ဖြစ်နေတာကိုကျွန်တော်တို့အရေးပေါ်တုံ့ပြန်မှုဆိုတာကျွန်တော်တို့ရန်ကုန်ဝင်ချပေးတယ်ဘောဘေးအန္တရာယ်ဆိုရင်ရမုံမွေကျွန်တော်တိုင်းနယ်ပြည်နယ်မှာရှိကျွန်တော်မှလည်းရှိတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ချပြည်တဲ့ငွေတွေကို ကျွန်တော်28မြို့နယ်ကိုတစ်ခါတည်းခွဲပြီးသားနော်300စီပေးတယ်တော့နော်ဓာတ်စီ300ဂါလန်300စီပေးပြီးသားမိုးချိုးပြစ်ပြီးလေးတိုက်တိုက်အမိုးလန်လန်အဲ့လာတွေအကုန်လုံးတန်းနိုင်တယ်မြတ်ဗာလဲ quick response ရတပါပါပေးရတယ်ကြုံမှာအချိန်မျိုးကြုံအဲ့ဒါကိုပြန်တုံ့ပြန်နိုင်ဘူးချက်ချင်းတုံ့ပြန်နိုင်တဲ့အခြေသွေးရှိအောင်ကျွန်တော်ဘက်ကလုပ်တယ်အဲ့တော့အဲ့လိုလုပ်ထားတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ဒါဖြစ်ပြီဆိုတဲ့ကိုကကျွန်တော် team က ချက်ချင်းလောက်တာပဲเนาะဒီဝင်ကြီးတွေအကုန်လုံးဒီမှာလာပြီးအကုန်လုံးတယ်ကျွန်တော်တို့ကပါလဲဆိုဆိုတိကတ်တဘာမှာဖေးရနေဖြစ်နေဆိုပြည်သူကို notify လောက်อ่ะအဲ့ဒါမလုပ်ဘူးဆိုရင်ကျွန်တော်တာဝန်မကျဘူးအဲ့တော့ကျွန်တော်ဒီဟာပောက်နေတယ်ရေးစိတ်နေတယ်เนาะသင်သင်ပြင်တာပါဘေးလွတ်ရကဲပေးပါဆိုတော့ပါလဲမိသားနဲ့ကဲပေးလိုက်တယ်အရင် notify လောက်တယ်ကဲပေးတယ်ပြီးတဲ့ခါကျတော့ repair လောက်တယ်ကျွန်တော်ဒီပြက်တဲ့ဟာကိုကျွန်တော်ပြက်ပြီးရင်ဘုံပေါ်မှာနေရာရွှေ့ထားတယ်ပါပေါ့ relief camp တွေခေါ်တာပေါ့။အဲ့ဒီ camp camp တွေဆိုလည်းကျွန်တော်စားလိုက်ရင်ကျွန်တော်တို့လည်းထောက်မှန်။ဒေါ်တော်ဝင်းမြတ်ကြီးကိုယ်တိုင်လာတယ်နော်။ပြီးတော့ထောက်မှန်တယ်ကျွန်တော်တို့မှာကဘဲဘေးအန်တွေပဲဖြစ်ဖြစ်မီးလောင်သွားရင်လည်းလူငယ်များကချက်ချင်းရောက်ပြီးထောက်မှန်တယ်ကျွန်တော်မှာမူရှိပြီးသားအိတ်တိန်ပါသွားရင်ဘယ်လောက်ရမလဲနော်။လူတူဘယ်လောက်ဟိုအင်းမိသားစုလေတို့ကပြင်ဘယ်လောက်ဆက်မချက်အဲ့ဒါကျွန်တော်တို့ပြုခဲ့။ပြီးရင်ကျွန်တော်တို့အစိုးရကကျွန်တော်တို့ရဲ့သဘောပေါက်ပြီးရန်ပုံတွေကတက်နိုင်နေတဲ့ထောက်မှန် ပထမဆုံးလူငယ်ပြန်ထောက်ပံ့နေနောက်ကျွန်တော်တို့စိုးရပဲတတိယအရေးကြီးဆုံးပြည်သူလူထုနော်လုပ်ငန်းရှင်တွေနော်တတ်နိုင်တဲ့လူတွေအကုန်လုံးလာလို့အမမာပြီမှာပဲရှိတာတော့နော်ဆရာဆရာပါပါနော်အဲ့လိုလာဒီမှာဒီ process မှာအကုန်လုံးလုပ်ပေးသူလူကြီးဌာနလုပ်တယ်ကျွန်တော်စိုးရလုပ်တယ်နောက်ပြီးတော့ပြည်သူလူထုကလည်းလာဒီ process ကကျွန်တော် relief procedure အကုန်လုံးအပြည့်စုံလုပ်ပြီးပြီးလိုက်တဲ့အခါကျတော့ချက်ချင်းလုပ်တယ်ကအခုဒီမှာ၃ရက်နဲ့ဒါအောင်မြင်မှုပဲဗျာကျွန်တော်တန်တာတက် is a great success ဘာလို့တော့အကုန်လုံးခန္ဓာပေါင်းစုံကလာပြီးတော့ပြင်မှုလုပ်တယ်နံပါတ်ဆက်တွေပြန်ပြီးတော့ restore ပြန်လုပ်တယ်နော်ဒါလည်းဘာဖြစ်ရလဲအဲ့ဒါငယ်ရန်ပြောရလို့ဆိုရင်ဒီလိုလုပ်နိုင်တယ်နော်ကျွန်တော်ကိုတိုင်းမှုကိုပြောရမယ်အတိုင်းကြီးလေးဖြစ်လို့ဝိုင်းဝန်းပံမှုမဲ့ရှိလို့ခန္ဓာဆိုင်ရာတွေအကုန်ကွာလို့ထောက်ပါမယ်ပြီဆိုတော့လေကြောက်ကြီးတွေချအရေးပေါ်ဘယ်လိုလုပ်ရမလဲကုမ္ပဏီကခုလိုကျွန်တော်နာမည်မပြောဘူးလားဆိုခဲ့လို့ရှိအဲ့လိုစုစုလဲကျွန်တော်လုပ်တယ်အဲ့တော့အောင်မြင်မှုကတော့အများကြီးလို့အောင်နေတာပဲ ော်ကျွန်တော်အမြင်တော့ဒီ process ကြီးတစ်ခုလုံးကျွန်တော်မရှိရင်လည်းကျွန်တော် team ကအလုပ်လုပ်ပြီးကျွန်တော်တို့ကဘာလုပ်ပါလဲဆိုတော့ချက်ချင်းရှိကြတယ်အဲ့တော့ခုသူတို့လုပ်တယ်ကျွန်တော်ကျွန်တော်အားအဲကျွန်တော်လာကြည့်လိုက်တဲ့အခါကျွန်တော်နည်းနည်းလေးပဲသိကြရတယ်ကျွန်တော်အချိန်လေးပြီးပြီပြည်တော်စုကမေးလာလို့ဆိုကျွန်တော်ဖြေနိုင်အောင်ကျွန်တော်ဒီအားလေးကိုလာပြီးကြည့်ဒီ online တယောက်တောင်မကိုင်းပြီးမြောက်မကိုင်းပြီးနဲ့တောင်သွားမြောက်သွားနေတာတွေပဲတွေ့ရ။ ठी ठी ရောက်ရောက်ပြည်သူတွေရဲ့အသက်ကိုကယ်ဖို့ အခုလိုမျိုး trap ဖြစ်နေတဲ့လူတွေကိုနော်ကဲတင်မှုအတွက်ပစ္စည်းပစ္စည်းရတော့ပြည်စုံနေတာကိုကျွန်တော်မတွေ့ရဘူးကုသမှုတွေကလည်းအောင်းချမ်းမြင်ပေါ်မှာမြေပြင်ပေါ်မှာဒီတန်းဖြစ်ကလက်ဆန်လုပ်နေရတာတွေကိုမြင်နေရတာဟာကျွန်တော်တိတ်ရှင်းတာလေဒါကြောင့်ဒီဒေါ်လာကြီးပြီးအောင်တိုက်မှာဖြစ်မှာဒီအကောင့်တွေရှိနေသရွေ့ကျွန်တော်တို့ပြည်သူတွေမသေးသင့်မဲသေနေအောင်မှာလို့ကျွန်တော်ပြောချင်ပါတယ်ဆရာမေးတဲ့မေးခွန်းကိုပြန်ချုပ်ပါရင် ဒီသူ့ဆိုရလက်ထက်မှာအသေးစိတ်စီစဉ်ဆောင်ရွက်ထားပြီးသားဒီဒီလိုလူမဆန်တဲ့လူတွေကြောင့်ပျက်စီးသွားလို့ဒီလိုအဖြစ်မျိုးဖြစ်ရတာလို့ကျွန်တော်ပြောချင်ပါတယ်နိုင်ခဲ့ကြရပေါ့နော်ကျွန်တော်တို့ဒီ2021မှာဒီလိုမျိုးအာနာသိမ့်မခံရရင်တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကအများကြီးလဲတိုးတက်လာမှာဖြစ်တယ်လို့လူတွေရဲ့ ီနေတိုင်းမှုစနစ်ပတ်ဝန်းကျင်အများကြီးပြောင်းလောက်ပြီပေါ့နော်ပထမကြုံခဲ့တဲ့ဟိုငါးနှစ်မှာတော့မှကျွန်တော်တို့အများကြီးတိုးတက်လာခဲ့သေးတယ်ကြီးပါလေးဒီလမ်းတွေရောက်လာတယ်လက်စက်မီတွေရောက်လာတယ်မန်လေးမြို့မြို့မျိုးဆိုရင်လည်းမြင်းနေတိုင်းပဲပေါ့နော်ဟိုအေရှားနဲ့ဘဝတွေကိုအများကြီးတည်ထောင်နိုင်ခဲ့ကြတယ်ပေါ့နော်အဲ့တော့ကျတော့ဒီလိုမျိုးဖြစ်ရဆိုပြဖြစ်ရင်လည်းရတသားပြည်သူတွေကိုလည်းဟိုပြည်သူဆိုရပြီးပြီးအားကိုးတဲ့အတွက်ကြောင့် သူတို့ရဲ့လုတ်ကင်နိုင်권ပေါ့နော်ကိုကြီးစောင်းချောက်နိုင်권ကိုအစိုးရကကြီးပေးနေမကောက်ဘီသူရဲ့အောင်ဝင်မှုကိုအရန်လဲဦးစားပေးခဲ့တာလဲမျက်မြင်ပဲဖြစ်တယ်ပေါ့နော်သူအဲ့အနည်းဆုံးဥမာပြရရင်တော့ကိုဗစ်ပေါ့နော်ဒါကဘာလုံးဆိုင်ရာဖြစ်ခဲ့တဲ့ကတ်ဆူကြီးမှာတော့မှတွနိုင်ငံအမတန်မှအဆုံးချုပ်အတီပြောက်နေခဲ့တယ်ရှင်းကြည့်ရင်အမေရိကန်တဲ့တော့အများကြီးတာတယ်ပေါ့နော်အားရှာမှာရှင်းတော့အားရှာမှာအစိုးဆုံးကာဝစီထိုးနိုင်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်အဲ့ဒီမှာလဲရပ်ပွဲစည်းတွေဒုဒုပွဲစည်းတွေကိုယ်တိုင်လဲသူတို့ကိုယ်တိုင်ပါဝင်ကြ ကယ်တင်ကြကူညီကြတဲ့ဒုက္ခတိုင်ခဲ့ကြတယ်မဝင်ခြင်းပေါ့နော်သူရကိုယ်တိုင်အောက်ဆီဂျင်ပိုးတွေပေးနေတာပေါ့ဘူးဤသူတွေကိုယ်တိုင်လုပ်နေတာပေါ့နော်အဲ့လိုလုပ်နိုင်တဲ့ဖွင့်လန်းကိုလည်းပေးခဲ့တယ်အခုကျတော့ဤသူတွေမှာလုံးချိန်ကူညီကြတာတော့မှကူညီဖို့အပရန်ခက်ခဲတဲ့အခြေအနေဖြစ်နေတယ်အဲ့တော့သူတို့ကိုယ်တိုင်ကူညီဖို့မပြောနဲ့ပြည်သူကူညီဖို့တောင်းနောက်ဆက်ဒါစီနေတာတွေတွေ့နေရတယ်ပေါ့နော်အခုနိုင်ငံတကာကူညီဆိုလည်းဖွင့်နိုင်လို့ပြောပြီးတော့တကယ်တကယ်ကျတော့နိုင်ငံတကာကူညီကို ပြည်သူစီကိုရောက်နေတာမဟုတ်ဘဲနဲ့သူတို့ရဲ့အတိုင်းဝန်းကိုပဲရောက်နေတာပဲတွေ့ရတယ်ပေါ့အများသောအားဖြင့်နေပြီးတော့ပဲရောက်နေတယ်သူတို့ရဲ့ပြူကြနေတဲ့လိုင်ကောင်းတွေကိုတန်တယ်တွေကိုစေနေရလို့ပဲတရင်ချားတယ်ပေါ့နော်အဲ့ဒီခါကျတော့ဟိုဒီလိုပုံစံမျိုးနဲ့တော့တို့တွေကဟိုနဲ့ပြီးခဲ့တဲ့ရှေ့ကပြည်သူအစိုးရတွေနဲ့တော့အញ្ញန်းကိုကွာပါတယ်ပြည်သူအစိုးရဆိုတဲ့နေရာမှာသူရှေ့မှာကြီးနေတဲ့ဥသိသိအစိုးရတောင်မှဟိုထင်းတော့မစိုးပေါ့နော်ဒီမိုကရေစီတပိုင်းပဲမဲ့ပြည်သူလူထုပေါ်ကူးဆိုင်မှုတွေအများကြီးရှိသေးတယ်ပေါ့နော်နေဆုံးဟို2015မှာရေးကြည့်ရဲဆိုရင် ပြည်သူတွေလုံနိုင်ဖို့ကူညီနိုင်ဖို့အတွက်ကိုသူအများကြီးဖွင့်ပေးနိုင်ခဲ့တယ်။တက်ဆိုင်ရာစုအထဏာတွေကလည်းဟိုတကယ်ကူရမယ့်အဖွဲ့မဟုတ်တော့လည်းလည်းကူညီဝင်ပူပါကူညီနိုင်ခဲ့ကြတယ်ပေါ့နော်။ဒါတော့ပြည်သူစုအခက်ကတော့အားလုံးမြင်တဲ့အတိုင်းပါပဲ။ Okay ကူညီကြတာကစုရကိုယ်တိုင်ရောအားလုံးရောချက်ချင်းလုပ်ခဲ့လုပ်နိုင်ခဲ့ကြတယ်ပေါ့နော်။အခုတော့ဟိုရှင်းကြည့်ရအခါမှာမတန်လဲတိတာထင်ရှားกว่าချာနေအောင်တွေ့ရမှာဖြစ်ပါတယ်။ တာမှုတွေကလည်းအာလုံးကြမ်းမြင်ပေါ်မှာမြေပြင်ပေါ်မှာဒီတန်းဖြစ်ကလက်ဆန်လုံနေရတာတွေကိုမြင်နေရတာဟာကျွန်တော်တိတ်ရှင်းတာလေဒါကြောင့်ဒီဒေါ်လာကြီးပြီးအောင်တိုက်မှာဖြစ်မှာဒီအကောင့်တွေရှိနေတဲ့၍ကျွန်တော်တို့ပြည်သူတွေမသေးသင့်မဲ့သေနေအောင်မှာလို့ကျွန်တော်ပြောချင်ပါတယ်